ဒုတိယသတင်းတပုတ်အနေနဲ့ငလင်ဘေးရတောနိုင်ငံပေါင်း20မှဝန်ထမ်း2000ခန့်လာရောက်ကူညီနေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာကြုံတွေ့ခဲ့ရတဲ့ငလင်ဘေးရွတ်နိုင်ငံပေါင်း20မှဝန်ထမ်း2000ခန်းကကုညီကယ်ဆယ်ရေးတွေလာရောက်ဆောင်ရွက်ပေးနေတယ်လို့နာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ် မတ်လ28ရက်ကဖြစ်ပေါ်ခဲ့တဲ့အင်အားအလွန်ပြင်းထန်တဲ့မြေငလင်နဲ့နောက်ဆက်တွဲငလင်ငယ်တွေလှုပ်ရှားခဲ့တာကြောင့်စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောင်ဒေသနေပြည်တော်ကောင်းစီနယ်မြေနဲ့ပဲခူးတိုင်းဒေသကြီးတွေမှာငလင်ထန်တင့်တာတွေဖြစ်ပေါ်ခဲ့တာကြောင့်ရှားပွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းသက်ဆိုင်ရာနယ်မြေအလိုက်ဆောင်ရွက်နေကြတာဖြစ်ပါသေး။ ီလိုငလင်တန်တင်ခဲ့ရတဲ့ဒေသအတွေးမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာတော့နိုင်ငံပေါင်း20နိုင်ငံကလေရင်အခေါက်ရေ88စင်းတင်းမော9စင်းကား6စီးနဲ့ကုညီကယ်ဆယ်ရေးတွေပို့ဆောင်ပေးနေတာဖြစ်ပြီးဝန်ထမ်း1938ဦးထောက်ပံ့ရေးပစ္စည်း1198တန်းကျော်နဲ့ကယ်ဆယ်ရေးပစ္စည်း844တန်းကျော်ရောက်ရှိပြီးဖြစ်တယ်လို့သိရပါတယ်။ ငလင်းသန်းချောင်းဧပြီလ6ရက်ညနေ6နာရီအချိန်အထိနောက်ဆုံးကောက်ယူရရှိထားတဲ့စည်ရင်းထွေအရာတနိုင်ငံလုံးအတိုင်းသာနဲ့တည်ဆုံခရသူစုစုပေါင်း3564ယောက်၊ဒဏ်ရာရရှိသူစုစုပေါင်း9032ယောက်နဲ့ပျောက်ဆုံးနေသူအယောက်130ရှိတယ်လို့သိရပါတယ်ရှင်။